နယ်သာလန်သားတွေရဲ့ထက်မှန်အလေးပြုခြင်းခံရမယ်အင်တာတက်ဖွင့်စူပါစေအင်္ဂါညချန်ပီယံလိ16သင်းစဉ်ဒုတိယကြော့ပွဲကြိုသုံးသက်ချက်ဘာစီလိုနာနဲ့ဘီဖီကာည17:15ပေါ်တူဂီကပထမကြော့မှာဘာစီလိုနာဟာ22မိနစ်ကတည်းကတယောက်ယောက်ဖြစ်ခဲ့ပြီးမြက်ဆက်စနီလက်ဆွမ်းပြခဲ့သလို ရာဖင်ဟာရဲ့တလုံးနဲ့တော့ဂိုးနဲ့အနိုင်ရခဲ့တာပါအဲ့ဒီအတွက်ဘင်ဖီကာဟာအခုဒုတိယအကြောမှာပိုဖွဲ့ခံရဖို့ရှိပြီးအဲ့ဒါဆိုဘာစီလိုနာစိတ်ချိုက်ဖြစ်သွားနိုင်ပါတယ်လေဝင်ဒေါစကီတို့ဘာစီလိုနာတိုက်စစ်ဟာဒီအသည့်ချန်ပီယံလိကအိမ်ခွင်ပွဲတိုင်းမှာအနိုင်ဆုံးနှစ်ခုံးလုံးသွင်းထားတာပါဒါပြင်ဒီအသည့်ချန်ပီယံလိအိမ်ခွင်၄ပွဲမှာ အမတ်လိုအပ်ချက်မရှိတော့လို့အားဆိုင်စရာမလိုတော့တဲ့အက်တလန်တာနဲ့တပွဲပဲဘာစီလိုနာချီးရှုံးထားပါလေဘာကာတလုံးပြည့်ရှုံးအကျော်ပေးထားသလိုလိဝင်တို့ရဲ့ twin goal တွေကိုရေးတွဲရမယ်ညပါလေဗာပူးနဲ့ PSG ညနှစ်နာရီခွဲပြင်သစ်မြေကပထမကြော့မှာအလီဆန်လက်ဆွမ်းပြခဲ့လို့သာလေဗာပူးကံကောင်းခဲ့တာပါ ဒါပြင်လေပါဦးဟာပြီးခဲ့တဲ့စနေစောက်တန်တန်းနဲ့ဖွဲတုံးကလည်းပထမပိုင်းခြေစွမ်းဆိုးရွားခဲ့ပြီးမိုဆာလာရဲ့ဒုတိယပိုင်းပန်နတီနှလုံးချောင်းသာကမ်းပတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဆိုရရင်ပြီးခဲ့တဲ့တပတ်တာအတွင်းမှာဂျိုးဂျာနီရဲ့ခြေစွမ်းကအားရစရာမရှိခဲ့ဘူး။ PSC ကတော့ပြီးခဲ့တဲ့စနေလီဂူးမှာတသင်းလုံးအပြောင်းလဲလုပ်ပြီးပြန်နိုင်မှဖြစ်မဲ့လေပါဦးနဲ့ဒုတိယအကြော့အတွက်အားခဲထားတာပါ။ဒါကြောင့်လေအန်ဖီမှာတော့ လေဘာဘူးရဲ့အကျော်ပေးမှုကလေဘယ်35သာရှိလို့ပဲရစ်သားတွေနဲ့စွန်စားကန်းထွက်ရမယ်ညပေါ့လေဘာကူစင်တဲ့ဖိုင်ရဲမျိုးနဲ့ညနှစ်နာရီခွဲမြူနစ်ကပထမအကျော်မှာ၃ဂိုးပြတ်နဲ့ရှုံးခဲ့လို့လေဘာကူစင်အတွက်မထူးဆက်ခင်းရမယ်အခြေအနေရောက်နေတယ်ဒီနောက်ချင်းဖန်တီးမှုပိုင်းအတွက်အားကိုရတဲ့ဖလိုဇီယန်ဝိတ္တန်ရရှိနေတာဟာအလွန်ဆိုးရဲ့အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ပါ ။ရာပြင်း၄ဘကုစစ်တိုက်စစ်ကလည်းနောက်ဆုံး၆ပွဲမှာနှစ်ပွဲသာခိုးသွင်းနိုင်ခဲ့တယ်။ဘိုင်ယန်ကတော့သုံးဂိုးပြတ်ထားတဲ့ပထမကြော့အနိုင်ကို ထိန်းနိုင်ဖို့ပဲကြိုးစားမှာပါ။ခိုးပေါင်းစည်း၃၅၀အနိုင်နဲ့လီဗန်ကုစင်ရက်ဟာခိုးတန်ကင်းမဲ့စုံနဲ့ရောက်နေပါတယ်။အေဒါမီတန်နဲ့ဖီယင်နုညနှစ်နာရီပေးကူမဲ့နှစ်ဂိုးပြတ်နိုင်နဲ့နယ်သာလန်မီကပြန်လာနိုင်ခဲ့တော့ အင်ဒါဟာကွာတာအတွက်အချင်းနေအကောင်းဆုံးဖြစ်နေတယ်။နီးပြအင်ဇာဂီရဲ့အသင်းဟာတရားသည့်ချန်ပီယံလိမာလေးအင်ကွင်း၄ခွဲစလုံးကိုပေးခိုးမဲ့နိုင်ထားတာပါ။ပိုဖွင့်ကန်ရတော့မဲ့ဖီယင်နုကတော့တရားသည့်ချန်ပီယံလိကအဝေးကွင်း၄ခွဲစလုံးမှာဂိုးပေးထားရပါတယ်။ဒါ့အပြင်နယ်သာလန်ကလပ်မှာဒဏ်ရာပြဿနာကကြီးမားနေစေပါ။လွန်85ရှုံးအကျော်ပြီးတာတဲ့အင်တာတက်ဖွဲ့ကိုထပ်မံအလေးပြုကြရအောင်။